ကဘာကြီးပြက်နေပြီဆိုလို့ရှိရင်လူသားတွေဘယ်ရောက်ကုန်တော့ဆိုတော့ကဘာမပြက်ခင်ကတည်းကကဘာပြက်တော့မယ်ဆိုတဲ့သတင်းဆိုကြီးကပေါ်နေတော့လူတွေဟာကြောက်เสียရှင်ကြောက်တတ်သည့်အတွက်ကြောင့်ကိုချင်းတရားတွေပိုကောင်းပြီးတရားဓမ္မတွေချင့်ကြလို့တည်တဲ့အခါမြမပြည်ဖြစ်ကုန်ရတယ်လို့ပြောမေတ္တာဘာဝနာပွားပြီးတည်တဲ့အခါဘယ်ရောက်တော့ဆိုအဘဒ္ဒရာမြမပြည်ကိုရောက်သွားကြတယ် အဲ့ဒီအဘဒရာပြမကုံရောက်တဲ့အချိန်မှာဟောဒီကဘာကြီးကပျက်စီးသွားဘာမှမကြံ့အောင်ပျက်စီးသွားပျက်စီးသွားပြီးတော့နောက်ဒီကဘာကြီးကဘယ်ပုံပြန်တည်လာတော့ဆိုရင်မိုးကြီးမရက်မနာရွာလိုက်တာရွာချလိုက်တဲ့မိုးဟာအာကန္တလဟာပြင်ကြီးထဲမှာရွာချတဲ့မိုးဖြစ်လို့အောက်ကလေတူကြီးကခံထားတော့မိုးပေါက်ကြီးတစ်ခုရဲ့ဖြစ်တယ် ဒါဒီကဘာလုံးကြီးဖြစ်လာဖို့အတွက်မိုးရေပြင်းကြီးတစ်ခုတည်းဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အချိန်မှာနှစ်ပေါင်းများစွာကြာလာပြီဆိုတဲ့အခါမှာဟောဒီကဘာကြီးကအလင်းရောင်မရှိဘဲနဲ့လုံးဝမဲမောင်နေတယ်ရေပြင်းကြီးပဲဖြစ်နေတယ်အဲ့ချိန်ရေပြင်းကြီးကထွန်းနေတယ်ကုန်းဆိုတာတစ်ခုမှမပေါ်သေးဘူးအဲ့ဒီချိန်မှာ ရေပြင်းကြီးကလွှမ်းပြီးတော့မှောင်တိဖြစ်နေတဲ့အချိန်အဲ့ဒီအချိန်မှာလူသားတွေစားပေါ်လာလူသားတွေဘယ်ပေါ်စားပေါ်တော့ဆိုရင်ဘယ်ကလာတော့ဆိုလို့ဆိုရင်ခုနအဘဒရဘုံရောက်သွားတဲ့ဖြစ်မာတွေတဲကနေပြီးတော့သက်တမ်းစေ့တဲ့ဖြစ်မာတွေကစွတ်တေစိတ်ကြပြီးတော့ဟာဒီလူဘုံလူဌာနဖြစ်လာမဲ့ အာကာသလေဟာပြင်ကြီးထဲမှာရေပြင်ကြီးဖြစ်နေတဲ့မောင်မဲနေတဲ့နေရာတစ်ခုပေါ့ပါကောင်းငင်မှာလာပြီးတော့တတ္တဝါလာဖြစ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဗျမာတွေလိုပဲသူတို့မှာသူတို့ရဲ့ခန္ဓာကိုယ်ကစိတ်ဓာတ်ကဖန်ဆင်းထားတဲ့ခန္ဓာကိုယ်မနှောမယတယံပဘာ ကိုယောင်ကိုဝါတွေနဲ့ခန္ဓာကိုယ်အထွက်တဲ့ကိုယောင်ကိုဝါတွေနဲ့အစားစားကလည်းပိဋိပက္ခသူတို့စိတ်ထဲမှာအများအားပြောနေတော့ပိဋိပဲစားနေကြတယ်ပိဋိဒါနဲ့အစာဆိုတာတခြားအစာမရှိဘူးလို့ပြောတာနော်ကျင်နဲ့နှစ်သက်ပျော်ရွှင်ပြီးတော့ဒီလိုနေကြတယ်အန္တလိက္ခဆိုတာသူတို့နေတဲ့နေရာအောက်ကရေပြင်းကြီးနဲ့ကောင်းရင်ဒါပဲရှိတယ် ဲ့တော့ကြောင့်မလို့သူတို့နေတဲ့နေရာကကောင်းကင်ဘုရင်မှာပဲနေကြဒါပထမဆုံးလူသားတွေပထမဆုံးလူသားတွေဟာမနောမယစိတ်ကနေဝေးဖွာလာတဲ့ရုပ်ခန္ဓာအမတန်ညဉ့်သိမ့်မွေးတဲ့ရုပ်ခန္ဓာတယံပပကိုယောင်ကိုဝါတွေနဲ့ကိုယ်ပိုင်အလင်းရောင်တွေနဲ့နေကြတယ်ပိဋိဘက်ခပိဋိဆိုတဲ့အစာကိုစားတယ် အတ္တလိခသရကောင်းငင်ပုံမှာသွားလာနေကြတယ်။နှစ်ပေါင်းဘလောက်ကြာလဲဆိုတော့မပြောနိုင်တော့အောင်နှစ်ပေါင်းများဆိုဒါကဘာဥကလူသားတွေရဲ့အဆင့်တန်းဟာကြည့်နော်။ကောင်းငင်သွားတယ်ပိတိကိုသာစားတယ်ကိုရောင်ကိုဝါတွေနဲ့နေကြတယ်။ဟောအဲ့ဒီအဆင့်တန်းပထမဆုံးလူသားဒါဖြစ်မှာမဟုတ်ဘူးသူတို့ကလူသားတွေ ။နောက်နှစ်ပေါင်းကြာတဲ့အခါကျတော့ဘာဖြစ်လာလဲလို့ဆိုတော့ခုနကကဘာမြေပြင်ရေပြင်ကြီးကဘာဖြစ်လာလဲဆိုတော့ဒါနှစ်ပေါင်းကြာတဲ့အခါကျတော့ရာသီဥတုကြောင့်ပြောင်းလဲမှုတွေဖြစ်လာရေပြင်ပေါ်မှာဘာဖြစ်လာတော့လို့ဆိုတော့နွားနို့ကိုချိုးထားပြီးတော့အေးအေးခံလိုက်တဲ့အခါမှာအပေါ်မှာမလိုင်လေးတွေတက်လာတာရှိတယ်ပေါ့ ရှိပါတယ်ဗျာအဲ့ဒါလိုပဲရေးပြင်ပေါ်မှာမလိုင်တက်တယ်လို့ပဲအမာလေးတက်လာတဖြည်းဖြည်း cream ခေါ်တဲ့အမာလေးတွေတက်လာအဲ့ဒါလိုရေးပြင်ပေါ်မှာအပေါ်ယံကျော်လေးတင်းလာအပေါ်ယံကျော်လေးတင်းလာတဲ့အခါကျတော့ကောင်းကင်မှာလက်လက်သွားလာနေတဲ့လူသားမျိုးတွေကဘာဦးလူသားတယောက်ကဘုရားတော်ကလည်းသူက စူးစမ်းတတ်တဲ့ဓလေ့ရှိတဲ့ပေါ်လေအခုကျတော့လေအဲ့ဒီရေပြင်ပေါ်မှာအခုလိုမလိုက်တက်သလိုတက်နေတဲ့အရာလေးကို तू ကမြင်နေအစင်းရောင်ကထောပတ်နဲ့အလားတရာတူတယ်အနံ့ကလည်းပွေးချိုင်နေတယ်အဲ့တော့ तू ကအစင်းလေးကလည်းလှတယ်အနံ့လေးကလည်းကောင်းတယ် အရသာဘယ်လိုရှိမလဲလို့လက်ကလေးနဲ့တို့ပြီးတော့ရက်ချီတယ်ရက်ချီတဲ့အခါကျတော့အရသာကလည်းပြားရည်ရသာလို့အမတန်ချိုးတယ်ချိုးတော့သူရက်ချီလိုက်တဲ့အခါရှားဝတင်လိုက်တဲ့အခါမှာအရသာတမျိုးသူခံစားရတယ်ပေါ့အရင်တော့ကတော့ပီတိနဲ့နေတာလေအစာမစားဘူးဒါပထမဆုံးတွေ့ချုံတစ်ခုပဲပထမဆုံးတွေ့ချုံတစ်ခုအဲ့ဒါလေးကိုရက်ချီလိုက်တဲ့အခါတကုန်လုံးစိတ်သွားပြီးတော့အရသာတမျိုးခံစားရတော့ သူကြိုက်သွားတယ်ဘာဖြစ်တာတုံးဆိုစားကျင်တဲ့တဏှာအာတာတွေဝင်လာတယ်တဏှာထပ်ပေါ်လာတယ်လို့ပြောတယ်ဒါဒီချိန်မှာအစာစားလို့တဲ့တဏှာရာကထပ်ပြီးဝင်လာတယ်အဲ့တော့သူ့ကိုနမူနာယူပြီးဂျန်တဲ့လူတွေကလည်းဟေ့တကယ်ချင်းမလုပ်တာတော့ဒီမဲ့ဒါလေးမြေးချီစံကောင်းတယ်မင်းရဲ့ချီစံပေါ်တူကလာလက်ချောင်းလေးနဲ့တို့ရဲ့ချီဒီတူကလာလက်ချောင်းလေးနဲ့တို့ရဲ့ချီနေ ရက်ကြည့်ရင်ကနေပြီးတော့အရသာရှိမှန်သိလာတဲ့အခါကျတော့လက်နဲ့ကောကောပြီးတော့စားကြတဲ့အဆင့်ရောက်လာကြတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်လူဆိုတာတယောက်လို့ရင်လိုက်လုံးတတ်တဲ့အချင်းရှိတယ်လေအဲ့ဒါစားလိုက်ကြတာဘာဖြစ်သွားတော့ဆိုပီတိရင်စားနေတော့ကခန္ဓာကိုယ်ကအယောင်နေထွက်တယ်တဲ့အဲ့ဒီရတပထဝီလို့ခေါ်တဲ့ ရေပေါ်စီလေးကိုစားလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုခန္ဓာကိုယ်ကအယောင်တွေပျောက်ကုန်။ဘာဖြစ်လို့အစာစားတဲ့အခါကျတော့ခန္ဓာမနှောမယဆိုတဲ့စိတ်နဲ့ဖန်တီးထားတဲ့ရုပ်ကိုယ်ကြီးကျန်းလာ။ကျန်းလာတဲ့အခါကျတော့အယောင်တစ်ဖြည်းဖြည်းမှိန်သွားတယ်လို့ပြုလို့ဆို။နော်။ကဲလူသားတွေဟာကြည့်။ငကိုယ်တော့ကကိုယောင်ကိုယ်ဝါတောက်ပနေတဲ့လူသားတွေဟာအယောင်ပျောက်သွားတယ်။ဘာကြောင့်အယောင်ပျောက် အစာစားခြင်းနဲ့တဏှာကြောင့်ပျောက်တာတဲ့ကဲဟုတ်ကဲ့လားဟုတ်ပါဗျာတဏှာဆိုတဲ့ဒီသဘာဝတရားဝင်လာတာဟာလူခန္ဓာကိုယ်ကကိုယ်ရောကိုယ်ဝါတောင်ပျောက်သွားစေနိုင်တယ်အဲ့ဒီတော့ပျောက်သွားရောပျောက်သွားပြီးတော့အဲ့ဒီရတပထဝီဆိုတဲ့မြေစီကိုစားပြီးတော့လူတွေဟာနှစ်ပေါင်းအကြာကြီးဒီတိုင်းဆက်ပြီးတော့သွားနေကြတယ် ဲ့တော့ကိုယောင်ကိုဝါးဒီပျောက်သွားတဲ့အခါဘာဖြစ်လဲမှောင်ကြီးကျသွားအမှောင်ကြီးကျသွားတော့သူတို့လန့်သွားဟောကြောက်ကြအဲ့ဒီချိန်မှာကဘာကြီးကပြန်ပြီးတော့တီထွန်းလာတယ်အော်ဆရာကောင်းနဲ့အနည်းအောင်ရှိတဲ့နေကြီးတစ်ခုပေါ်လာတယ်ဟောသူတို့ရဲ့ကံကြမ္မာကြောင့်အရှိကခုခေတ်လို့ဆိုရင်ဂျိုးတစ်ခုပေါ့နော်ကောင်းငင်ကနေပြီးအယောင်ဝါရှိတဲ့ နေကြီးပေါ်လာတယ်နေကြီးပေါ်လာလို့သူတို့စိတ်ထဲမှာရဲဝတ်နေစိတ်တွေပေါ်လို့နေကိုသူရိယလို့နာမည်ပေးထားတာသူရဆိုတာရဲရဲနဲ့ဆိုတဲ့အဓိပ္ပာယ်ရဲရဲမှုကိုဖြစ်စေတတ်သောကြောင့်သူရိယရဲရဲစေတဲ့အလင်းရောင်ပဲလို့ဩအလင်းရောင်ကြီးပေါ်လာတော့သူတို့အင်အားတွေတက်ကြွပြီးတော့လူတွေကရဲရဲဝုံဝုံဖြစ်လာကြနေကြီးကလည်းထွက်လာပြီးတော့တဖြည်းဖြည်းနဲ့ဝဲ